အားလုံးပဲမင်္ဂလာများကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ ကုတင်ဆက်ပြီးမယ်ရုပ်သံမျိုးပိုင်းတော့လက်ရှိရုပ်ောက်ဘွယ်ကပြည်သူတွေအတွက်အပြောင်းလဲတစ်ခုဖြစ်လာမျိုးဆိုလာတဲ့ဥငိုးစိတ်ပြောလာရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာဦးစရအဲ့ဒီကြောင့်လည်းပတ်သက်ပြီးပါရဘယ်လိုပြောဆိုနေသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ရွေးကောက်ပွဲကတော့ရပုံ30ကျော်လေးပဲကျန်တော့တယ်ပေါ့နော်အဲ့တော့ဟိုဘာပဲပြောအခုနိုင်ငံအတွက်ရွေးကောက်ပွဲတစ်ခုအခုတိုင်းပြည်အတွက်နော်နိုင်ငံတော်အတွက်နိုင်ငံတော်ဆိုရဲအဓိပ္ပာယ်ကိုလည်းကျွန်တော်ဖွင့်ဆိုပြထားတယ်နိုင်ငံတော်အတွက်မြန်မာပြည်ရဲ့နော်နိုင်ငံအတွက်အရေးပါတဲ့ထွက်ပေါက်တစ်ခုနော်နိုင်ငံအတွက်အကျိုးရှိမဲ့အရာတစ်ခုလို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ ဟဲ့အခုကဟိုပြောရမယ်ဆိုရင်တော့နိုင်ငံသားနိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက်နိုင်ငံလူနိုင်ငံသားတွေရဲ့ဘဝရည်တည်ရေးအတွက်နိုင်ငံတော်ကြီးငြိမ်းချမ်းရေးအတွက်ဒီရေကောက်ပွဲကမဖြစ်မနေလုပ်ရမယ်အဲ့တော့ဒီရေကောက်ပွဲမှာဥပပေါင်းပါဝင်ပြီးတော့เนาะမဲဝင်ပြိုင်နဲ့เนาะဝင်ပြိုင်ကြတဲ့အလွတ်တော်အမတ်တွေကိုလည်းကျေးဇူးတင်တယ်ပါတီတွေကိုလည်းကျွန်တော်ကျေးဇူးတင်တယ်အဒီလိုပဲねရေကောက်ပွဲကိုဖျက်မြောက်အောင်လုပ်ပေးခဲ့တဲ့နိုင်ငံတော်အစိုးရเนาะတပ်မတော်အစိုးရကိုလည်းကျွန်တော်တို့ကလေစာအသီးမှတ်ပြုတယ် အဲကျွန်တော်တို့ဝင်ဘာမကောင်းလဲဆိုတော့ကျေးဇူးလေးပြင်တယ်။ဘာကြောင့်လဲဆိုတော့ဒီရောက်ပဲတစ်ခုအတွက်ကဟိုခင်ဗျားတို့เนาะဆေးအာနာရှိတက်မတော့အစိုးရအုပ်ချုပ်တာကိုလုံးလုံးကြီးမခံကျင်တဲ့လူတွေအတွက်ဒီရောက်ပဲတစ်ခုရလာခြင်းဒီကျွန်တော်တို့ပြည်သူ လူလူနဲ့အတူပေါ့နော်အခုလွတ်တော်နိုင်ငံရေးကိုဝင်ပါလာမဲ့ပါတီတွေပါလာပြီဒီပါတီတွေနဲ့အတူပေါ့နော်အဲဘာမလဲဆိုအရေးချင်းရှိတဲ့ပုံကိုယ်တွေလည်းပါလာသလိုပေါ့နော်အဲဒီပြင်ပါတီကနော်ပါတီစုံပေါ့ဒီပြင်ပါတီကပုံကိုယ်တွေလည်းပါလာမယ်နောက်တစ်ခု PR စနစ်ဖြစ်တဲ့တို့ကြောင့်အချိုးကျစနစ်နဲ့ပါတီတွေကိုစားပြုပြီးဝင်လာမယ်အဲနောက်တစ်ချက်တတိပုဂ္ဂလတွေထဲမှာလည်းနော်အရေးချင်းရှိတဲ့လူတော်တော်များများကိုကျွန်တော်တို့တွေ့ရတယ်နိုင်ငံတော်အတွက် အချိုးရှိမဲ့ပုံကိုယ်တွေတော်များဖြစ်ပါဝင်လာတာကိုလည်းကျွန်တော်တွေ့ရတဲ့အတွက် ဲဝမ်းတာတယ်အဲ့တော့ဒီရွေးကောက်ပွဲမှာနော်အဲဘာဘာမဲဆိုလူလူနော်လူလူနိုင်ငံရေးသမားတွေပါဝင်တဲ့နော်အစိုးရတည့်ရပေါ်လာတော့တယ်အဲတက်မတော်နဲ့အတူလူလူနိုင်ငံရေးကို အလူလူနိုင်ငံရေးအတွက်အကျိုးပြုမဲ့ပုံကိုယ်တွေတိုင်းပြည်တိဆောက်ရေးတွေမှာအပူပေါင်းပါဝင်လာမှာကိုမြင်ရတဲ့အတွက်ကြောင့်ဒီဖွဲ့စည်းပုံကလည်းရှိနေသေးတယ်ရှိနေတဲ့ဖွဲ့စည်းပုံနဲ့အညီအဲတိုင်းပြည်ရဲ့အရေးတစ်ခုကိုရွေးဖို့အတွက်နော်ဒီမိုကရေစီဆိုတဲ့အရာလေးတိတ်မပြောနဲ့ဘူးနော်တိုင်းပြည်ရဲ့အရေးတစ်ခုနိုင်ငံတော်အတွက်အကျိုးရှိမဲ့အရေးတစ်ခုကိုရွေးဖို့အတွက်ကျွန်တော်တို့ဒီအရာကိုရွေးကောက်ပွဲတစ်ခုဖြစ်လာတာကိုကျွန်တော်ကြိုဆိုရမယ်နော်ဝိုင်းရုံးအားပေးရမယ်နော်နောက်တစ်ခုထပ်ပြောချင်တာကဒီရွေးကောက်ပွဲကြီးကိုပေါ့နော်ပေါ်လာမဲ့ လွတ်တော်တွေကိုနော်ဖျက်လို့ဖျက်စီးလုပ်တဲ့လူပိတ်ပင်တဲ့လူဟာအဖြစ်သမားဒါကြောင့်နောက်တစ်ခုကရုပ်ကဝဲကိုလာရောက်ပြီးအာမပေးတဲ့ပုံကိုတွေဟာကျွန်တော်တို့ကအတိနဲတဲ့အခေါင်ခက်တယ်လို့ကျွန်တော်ယူဆမယ်ရုပ်ကဝဲနဲ့ပတ်သက်ပြီးတော့စန့်ကျင်နေတဲ့သူတွေများကိုလည်းကျွန်တော်ကပြန်ပြီးစန့်ကျင်ဟုတ်ပြီနော်အခုနိုင်ငံတကာမှာဖြစ်နေတဲ့အရေးခင်းနေနဲ့ပတ်သက်ပြီးအဲပြဿနာမျိုးစုံဖြစ်နေတယ်လို့နိုင်ငံတကာကလည်းမြန်မာပြည်ပေါ်မှာ အဖိနှိပ်ထားတဲ့အကျိုးဆက်တရားလည်းတိုင်းပြည်အတွက်ကောင်းတဲ့အလားအလာမဟုတ်ဘူးအဲ့အလာကြီးကိုအားပေးနေတဲ့နိုင်ငံတကာရဲ့ဖိအားကိုလာပါစေဆိုအားပေးနေတဲ့လူတွေကတိုင်းပြည်ဖြတ်တဲ့ပုံကိုယ်တွေယူဆတယ်နိုင်ငံတော်နဲ့ပြည်သူတွေအကျိုးစီးပွားကိုဖြတ်လို့ဖြတ်စီလှုပ်ချင်တဲ့ပုံကိုယ်တွေလို့ကျွန်တော်ယူဆတယ်အဲ့ဒီတော့ဘာပဲပြောဒီနှစ်ဒီချိန်ကမှာ တော့လွတ်တော်နိုင်ငံရေးတခုကိုကျွန်တော်တွားတော့မယ်လွတ်တော်ကြီးပေါ်ပေါ်လွတ်တော်ကြီးပေါ်ပေါ်လိုက်ပြီးသူတန်တွေကိုလွတ်တော်နဲ့အတူကျွန်တော်တို့တင်ပြခွင့်ရမယ်ဆွေးနွေးခွင့်ရမယ်เนาะထောက်ရှုခွင့်ရမယ်အခုဆိုရင်ဘာပဲပြောပြောကျွန်တော်တို့ပြောချင်တာပြောခွင့်မရဘူးတော့တင်ပြခွင့်နေမရဘူးပြည်သူတွေဒုက္ခရောက်နေတာကိုကျွန်တော်နိုင်ငံကောင်းဆောင်လူကြီးတွေကြားအောင်ကျွန်တော်မပြောနိုင်ဘူးเนาะအတိအောင်လည်းမလုပ်နိုင်ဘူးအရောက်လည်းမပို့ဒါပေမဲ့အခုလွတ်တော်ကြီးပေါ်လာမယ့်အတွက်ကြောင့်နိုင်ငံမှာဖြစ်နေတဲ့ပြည်သူလူထုတွေရဲ့အခက်အခဲเนาะ ဟိုတော့တော့ကူအကျင့်ပြချစားနေတဲ့လူတွေရဲ့အဲဟိုအဂရီတရားနော်မြန်မာပြည်မှာအခုတက်လာတဲ့နော်လွတ်တော်ခေါင်းဆောင်တွေကိုကျွန်တော်ကြည့်နေတယ်အဲလွတ်တော်ခေါင်းဆောင်တွေအစိုးရခေါင်းဆောင်တွေပါတီခေါင်းဆောင်တွေကိုကျွန်တော်ကြည့်တဲ့အခါမှာအဲကျွန်တော်တို့ကဒီခုထွက်ပေါက်လာမဲ့လွတ်တော်ကြီးမှာဒါကျွန်တော်တို့ယူကောက်ပွဲမှာပါဝင်ခဲ့လို့တောင်းမြင်ခဲ့မယ်နေရာတရားတရားတခုမှာကျွန်တော်တို့ရာဓုရာကရလာခဲ့မယ်ဆိုရင်နော်ကျွန်တော်တို့နေနဲ့နော်မြန်မာပြည်ရဲ့အဂရီတရား ြင်းရှင်းတဲ့နော်အစိုးရတရက်ကောနော်နော်ဝန်ထမ်းတွေရောနော်ပြည်သူလူထုတွေအတွက်ကောပြစ်ဆက်နိုင်တဲ့အခရီးတရားကင်းတဲ့နော်အခရီးတရားကိုကျွန်တော်တို့ပိုင်ပိုင်နိုင်နိုင်နဲ့နော်တကယ်ကိုထီထီမီမီနှိတ်ချနှိတ်ကုတ်ပြီးတော့နော်အဲကျွန်တော်တို့တိုင်းပြည်အယူတကူကိုတိဆောက်ပါမယ်လို့ဂရိပေးတဲ့ပုဂ္ဂိုလ်နိုင်ငံရေးသမားကျွန်တော်မမြင်အောင်နော်ပါတီတွေလည်းပါတီခေါင်းဆောင်တွေလည်းကျွန်တော်မတွေ့ရသေးဘူး။ဒါကြောင့်မို့ကျွန်တော်တို့ကဟို လွတ်တော်သွားမဲ့နော်ပါတီကြီးတွေအနေနဲ့ဒီအဂတိတရားကိုဘာကြောင့်မပြောကြတာလဲမပြောနိုင်ကြတာလဲနော်ဒီအဂတိတရားကြီးကမြန်မာပြည်မှာဟိုဟိုကြီးကျယ်ခမ်းနားစွာနဲ့ဖြစ်နေတယ်နော်နော်အကျင့်ပြတ်ခြားစားမှုတွေဖြစ်နေတယ်အောက်ခြေမြေပြင်မှာအဆောက်ပေါ့နော်ထိုးလိုက်တဲ့ဥပဒေတိုင်းမှာဒီအဂတိကြီးတွေနဲ့ကျွန်တော်တို့ကဟိုရှင်သန်ပြီးမှပေါက်ခွားနေရတဲ့အစီအရင်ဖြစ်နေတဲ့အတွက်ပြည်သူလူထုတွေအတွက်အရန်နစ်နာတယ်အဲ့တော့ လွတ်တော်ကောင်းလွတ်တော်တဲ့ကိုရောက်မဲ့ပါတီခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေလုံမဲ့သူတွေနေနဲ့အခုချိန်မှာကျွန်တော်တို့သာတက်လာခဲ့မယ်ဆိုရင်နော်အာဂရီကိုနော်ကြောသားရင်သာမခွဲခြားပဲကျွန်တော်တို့အာဂိတရားကိုအမြင့်ပြတ်ချိန်မုံနိုင်သည့်ချိန်မုံပြီးတော့နိုင်ငံတော်တည်ဆောက်ရေးကိုအကျိုးရှိရှိအသုံးပြုပါမယ်နော်ကျွန်တော်ရဲ့ပါတီဝင်တွေတော့လကောက်နော်ဝန်ထမ်းတွေတော့လကောက်အစိုးရဝန်ထမ်းတွေတော့လကောက်အခရီးတွေရရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့တိတိမိမိအေးအေးယူပြီးတော့တိုက်ပြီးတိုးတဲ့ရေကိုတိဆောက်ပါမယ်ဆိုပြီးအဂရိပေးနိုင်တဲ့ပုံကိုကျွန်တော်အခုချိန်ဒီမတွေ့ရသေးဘူးအဲ့တော့တက်လာပဲကြာမှာတော့ဒီတော့တင်းမှာအာဂရိနဲ့ပတ်သက်ပြီးတော့ပြောပြကြပါဘယ်သူအာမခံရဲသလဲအမခံရဲတဲ့ပုံကိုရှိသလားဆိုတော့ကျွန်တော်တို့တို့စီးစဒါမှမဟုတ်ဘာပဲပြောစစ်မှန်တဲ့ဒီမိုကရေစီဆိုတဲ့အရာပြောဖို့ထားနော်စစ်မှန်တဲ့လွတ်တော်အမတ်တွေဝင်လာတယ်ဆိုတဲ့အခါထားဒါပေမဲ့အရွေးတစ်ခုပါတိုင်းပြည်ရဲ့အရွေးတစ်ခုကိုစီးစတာပါပါနဲ့လုံးမယ်ဆိုရင်ဒီအာဂရိကအရေးကြီးတယ်ပါ ။နောက်ညီညာရေးညီညာရေးနဲ့ပတ်သက်ပြီးတော့အဲဘယ်လောက်ထိထဲထဲဝုန်းဝုန်းကျွန်တော်တို့တိဆောက်ပါပဲဘလို့ plan တွေဘလို့ယူဆတွေဘလို့တွေးခေါ်နေဘလို့ညီညာရေးသမားကိုကျွန်တော်တို့နော်လက်နဲ့ကင်ကြရတဲ့ကိုညီကိုတွေတော့လကောင်းနော်ဥပမာလက်နဲ့နဲ့တူပူပေါင်းဆောင်ရတဲ့တက်မတော်နဲ့ပူပေါင်းဆောင်ရတဲ့ညီကိုတွေတော့လကောင်း ခုမလာသေးတဲ့တိုင်းရင်းသားလက်နက်ကန် EO တွေတို့ကျွန်တော်တို့ဗန်နီဗန်နဲ့ဘယ်လိုစီယုံပြီးတော့ဘယ်လိုတိဆောက်ပါမယ်ဆိုတဲ့အရာကိုကျွန်တော်အခုချက်ခံရေးပါတီမှာရှိတဲ့ UK တယောက်ပြောတာပဲကျွန်တော်ကြားသေးတယ်နော်အဲ့တော့ဘာပဲပြောပြောကျွန်တော်တိုင်းပြည်မှာအရေးတကူကိုတိဆောက်တော့မယ်ခေါင်းဆောင်နေနေနဲ့နော်ဒီအာဂရီနဲ့ညီညာရေးတိဆောက်မှုကိုဘယ်လိုခန်းကဏ္ဍနေနဲ့ဘယ်လိုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေကိုကြကြနနကျွန်တော်တို့နော်ရွေးကောက်ပွဲမှာ မတိုင်ခင်မှာတင်ပြပြီးတော့ပြည်သူလူထုကိုချပြရဲတဲ့တတ်တိရှိတဲ့ နော်ပါတီကောင်းဆောင်တွေလူချင်းတို့တောင်သူလယ်သမားတွေရဲ့အရေးကိစ္စတွေမှာကျွန်တော်တို့ဘယ်လိုမူဝါဒတွေချယူဘယ်လိုတည်ဆောက်မှုတွေနဲ့ဘယ်လိုဘယ်လိုမျိုးပေါ့နော်လုပ်ငန်းစဉ်တွေကိုချမှတ်မယ်ဆိုတော့ပါတီကောင်းဆောင်မျိုးနော်မဲဆွယ်စည်းရုံးတော့ကျွန်တော်မတွေ့ရအောင်အဲ့ဒါဒီဘာကြောင့်လဲအဲကျွန်တော်တို့တုံးတက်တဲ့အခါကျတော့နော်တိုက်ပြီမှာလယ်သမားဆိုင်ရေးစပိုင်းတွေအတွက်အခက်အခဲဖြစ်နေတောင်သူလယ်သမားတွေအကျိုးစီးပွားနော်ကြက်ကန်ရေးပါတီကတော့ ျွန်တော်တို့ budget ငွေတွေထုတ်ပေးမယ်ဆိုတဲ့အရာတော့ကျွန်တော်တို့ပြောပါတယ်ဒါအပြင်ဒီတဲ့ကောင်းတဲ့အစီအစဉ်တွေမရှိနိုင်ဘူးလားရှိနိုင်အောင်ချပြနိုင်တဲ့ဆွမ်းရည်မရှိဘူးလားကြိုတင်စီမံထားတဲ့ plan တွေရောမရှိဘူးလားအဲ့ဒီအတွက်စီမံကိန်းတွေရေးဆွဲပြီးဘယ်လိုမျိုး content ဖော်မယ်ဆိုတဲ့အရာတခုဘယ်လို agree မျိုးပြီးမယ်ဆိုတဲ့အရာမျိုးရောဘယ်ပါတီကောင်းဆောင်မှာပြောတာကိုကျွန်တော်မတွေ့ရသေးဘူးအဲ့တော့ဒီ၃ချက်ပေါ့နော်လေသမားကိစ္စတွေတောင်းသူလေသမားအရေးကိစ္စတွေအာဂရီကိစ္စတွေ ਨੇ နော်အဲ เนาะအဲတောင်သူတန်ဆမကိစ္စအာဂရီကိစ္စเนาะအဲနောက်တစ်ခုเนาะဒီ၃ချက်ကိုကျွန်တော်တို့ကเนาะနိုင်ငံတော်အနေနဲ့ဘယ်လိုเนาะငြိမ်းချမ်းရေးကိစ္စတွေကိုဘယ်လိုထက်တယ်ဝင်ဝင်เนาะပြည်သူလူထုကိုချပြပေးနိုင်တဲ့ပါတီမဲဆွယ်စည်းရုံးမှုအဖွဲ့အစည်းများကိုကျွန်တော်တို့မြင်မြင်တွေ့ကြပါတယ်တကယ်ဟောကဂရိဘေးဘီတကယ်ဟောလုံနိုင်တဲ့အရေးချင်းရှိတဲ့ပုံကိုယ်တွေဖြစ်ပါတယ်ဆိုတာကိုပြည်သူလူထုကိုယနေ့မြန်မာနိုင်ငံကြီးလောကအတိုင်းအဝိုင်းကိုကျွန်တော်တို့ကချပြစီခြင်းနဲ့တိဆောက်စီခြင်းနဲ့เนาะကျွန်တော်တို့ရဲ့ ဘယ်လိုကောမဲဆိုနိုင်ငံရေးဆိုတဲ့အနေအထိပဲရနော်ပြောတဲ့အတိုင်းလုံနိုင်တဲ့စွမ်းရည်တတ်သိရှိတဲ့နိုင်ငံရေးသမားတွေကိုကျွန်တော်တို့မျှော်လင့်နေတောင်းတတယ်အဲအဲ့တော့ဒီချိန်ဒီကာလမှာနော်ဟိုကျွန်တော်တို့ဟိုဘယ်လိုကောမဲဆိုဟိုကျေးဇူးတင်တယ်ကျေးဇူးတင်တယ်နော်ဝင်ကြပါလောက်ကြပါအဲကျွန်တော်တို့တွေကတော့လွတ်လပ်တဲ့ပြင်ပအဖွဲ့အစည်းတရားအနေနဲ့ကျွန်တော်တို့တည်ရှိနေမယ်အဒီတည်ရှိပြီးတော့ကျွန်တော်တို့တွေနော်နိုင်ငံဒီနေ့ယူကောက်ပွဲမှာကော နော်ပြစ်စုံပန်တို့ပြစ်စုံပန်ကာလမှာရောအတိတ်ကာလတုန်းကရောကျွန်တော်တို့လုံနိုင်သလောက်လုတ်ခဲ့သလိုအနာဂတ်အတွက်လည်းနော်ပါတီတွေနော်ကျွန်တော်တို့ပေါ်ပေါက်လာလို့အဆိုးအဖြစ်လာခဲ့မယ်လွတ်တော်တွေရောက်တယ်ဒီလွတ်တော်နိုင်ငံကြီးကိုထိန်းကြီးနဲ့နော်လွတ်လပ်တဲ့ပြင်ပအဖွဲ့အဖွဲ့စည်းအနေနဲ့ကျွန်တော်တို့တက်ကြွစွာနဲ့ပူးပေါင်းပါဝင်ဖို့နော်ဆောင်ရွက်ဖို့တွေလည်းကျွန်တော်တို့အားစိုက်ထားပါတယ်ဟုတ်ကဲ့ဒါကြောင့်မလို့ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုတကယ်ရေရှုတကယ်ရှေ့ရှုပြီးတော့နော်လွတ်တော်တွေကိုရောက်တယ်ပေါ်ပင်မဟုတ်ဘဲနဲ့နော်ဟိုမော်ဒန်သဘောမျိုးပေါ့နော်လွတ်တော်တွေဝင်တဲ့အဖြစ်မျိုးမဟုတ်တဲ့နော်အမတ်တွေနော်အဲလွတ်တော်နိုင်ငံရေးသမားတွေမဖြစ်ဖို့လိုပါတယ်အခုကတော့တချို့ကြတော့လေခီးရီစီကြောင်းလာ moralize ပေါ့နော်ဟောနည်းနည်းလေးဟိုဂုံပေါ့သူတို့ရဲ့ဂုံလေးနဲ့လွတ်တော်ဝင်ပြိုင်မှုတဲ့အမတ်တယောက်ဆိုတဲ့ခတ်ဖို့ပေါ့အတွင်းနဲ့ဝင်နေတဲ့ပုံကူတွေကိုလည်းကျွန်တော်တို့တွေ့ရအောင် အဲ့တော့အဲကျွန်တော်တို့လေးစားတဲ့ပါတီတွေထဲမှာရှိတဲ့ခေါင်းဆောင်တွေကိုလည်းရှိသလိုပေါ့နော်အဲတတိပုဂ္ဂလခေါင်းဆောင်တွေလည်းရှိပါတယ်အဲ့တော့လိုအပ်မယ်ဆိုရင်ကျွန်တော်တို့တွေအရှင်သိရှိပါတယ်ဆိုတဲ့အကြောင်းတင်ပြဒီမြရင်နဲ့ကျွန်တော်ယနေ့ live လေးကိုဆုံးသက်ပါတယ်အားလုံးမြမပြီးအမြန်ဆုံးအေးချမ်းပြီးတော့နော်လွတ်တော်နိုင်ငံရေးအမြန်ဆုံးပေါ်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်